မင်္ဂလာပါပရိသတ်တို့ရေကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လူမဲအမျိုးသမီးတွေရဲ့အလားဟာလွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာဂုဏ်ပြုခံခဲ့ရပြီးအခုထိလည်းဆက်လက်ဂုဏ်ပြုခံနေရပါတယ်ဟိုရခင်ကခွဲခြားမှုတွေနှိမ်ချမှုတွေရှိခဲ့ပေမဲ့လည်းယနေ့ခေတ်မှာတော့လူမဲအမျိုးသမီးတွေရဲ့အလားကိုပိုပိုပြီးတော့သိမြင်လာကြပါပြီဒီဗီဒီယိုမှာတော့သူတို့ရဲ့ပုံမှန်သဏ္ဍာန်တွေကြောင်းပုံပြီးထင်ရှားကြော်ကြားလာကြတဲ့ထူးခြားတဲ့ model တွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်၄ဘာဘီနက် The Black Barbie Ducky Dot ဒဂီတော့ကိုလူသိများတာကတော့ဘာဘီနက် The Black Barbie ဆိုတဲ့နာမည်နဲ့ဖြစ်ပါတယ်။အော်စတြေးလျသူဖြစ်တဲ့သူမကဆူဒန်မှာမွေးဖွားခဲ့ပြီးကလေးဘဝကတည်းကမော်ဒယ်ဖြစ်ဖို့အိမ်မက်မှတ်ခဲ့ပါတယ်။အသက်18နှစ်မှာ Fashion လောကထဲကိုရောက်လာခဲ့ပေမယ့် Body Show လို့ဖော်ကိုင်မတ်တွေရဲ့အနိုင်ကျင့်မှုကိုပြင်းထန်စွာခံခဲ့ရပါတယ်။သူမရဲ့ထူးခြားတဲ့ရုပ်ရည်ကိုတဘာဝရဲ့လက်ဆောင်လို့ဘယ်သူကမှမယုံကြည်ပဲ plastic surgery နဲ့ photoshop တွေကြောင့်လို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ရပါတယ်။ ဲ့ဒီအချိန်မှာပဲဒကီယာအရန်ကိုစိတ်ထိခတ်ခဲ့ရတာကြောင့် fashion လောကကိုစွန့်ခွာသွားပြီးနှစ်နှစ်ကြာမှပြန်လာဖို့စွမ်းအင်နဲ့ယုံကြည်မှုကိုပြန်လည်ရှာတွေ့ခဲ့ပါတယ်။အခုအချိန်မှာတော့သူမကကိုကိုကိုယုံကြည်မှုအပြည့်နဲ့ရက်တည်ပြီးလူမဲမော်ဒယ်တွေနဲ့ fashion လောကရဲ့အမျိုးမျိုးကွဲပြားမှုကိုထောက်ခံသူတဦးဖြစ်လာခဲ့ပါတယ်။သူမဟာအလားတရားဆိုတာမျက်နှာပေါင်းများစွာမှာတရှိနိုင်တယ်ဆိုတာကိုယုံကြည်သူဖြစ်ပါတယ်။နံပါတ်3 Melanin နှစ်ဖျားမှာ Godness of Melanin ကိုဒီယာဒီယော့ ိုရီးယားတယောက်ကစီနီကောနိုင်ငံကမော်ဒယ်တူဖြစ်ပြီးသူမရဲ့ထူးခြားတဲ့အသားအရည်အရောင်ကြောင့်အင်တာနက်မှာရေးပန်းစားခဲ့ပါတယ်။ကိုရီးယားဟာအရွယ်ရောက်လာစဉ်မှာသူမရဲ့အသားအရောင်ကိုဖြူပွေးဖို့အတွက်ဖိအားများစွာခံစားခဲ့ရကြောင်းကိုဖွင့်ဟခဲ့ပါတယ်။ဒါဟာသူမနိုင်ငံမှာအလွန်ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်ပြီးသူမရဲ့အသားအရည်ကိုဘာကြောင့်ဖြူစင်တဲ့ထုတ်ကုန်တွေမတုံးလဲလို့လူပေါင်း12ယောက်ကနေ13ယောက်လောက်ကမေးခဲ့ဘူးတယ်လို့သူမကပြောပြခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲကိုရီးယားကအဲ့ဒီဖိအားတွေကိုတွန်းလှန်နိုင်ခဲ့ပါတယ်။ ။သူမရဲ့ဆဲကျော်သက်ဘဝတစ်လျှောက်လုံးအသားအရောင်ကြောင့်အနိုင်ကျင့်ခံခဲ့ရပေမယ့်ကြီးပြင်းလာတာနဲ့အမျှသူမဟာနေ့စဉ်နဲ့အမျှကိုကိုကိုပိုချစ်လာခဲ့ပြီးအနှုတ်သဘောဆောင်တဲ့လူတွေကိုဂယုမဆိုင်တော့ဖို့တင်ယူခဲ့ပါတယ်။ဒီနေ့မှာတော့ကိုရီးယားတိုင်းအောက်ကသူမရဲ့အသားအရောင်ကိုအရန်ဂုံယူပြီးမဲလနင်နှဖျားမအဖြစ်လူသိများပါတယ်။နံပါတ်1အသားမဲခြင်းကိုအားပေးသူဘိုင်တူမဲလိုမိုကိုနာဘိုင်တူမဲလိုမိုကိုနာကတောင်အာဖရိကကလူငယ်တူဖြစ်ပြီးအသားဖြူယောဂအေဘိုင်နဆန်ရှိပေမဲ့သူမရဲ့မော်ဒယ်အလုပ်ကိုမဆုံးလွတ်ခဲ့ဘဲကျူးစားကမော်ဒယ်ဖြစ်လာခဲ့သူဖြစ်ပါတယ်။ အသားဖြူယောဂါကိုဗလိုက်မှုနဲ့ရှုမြင်နေစေဖြစ်တဲ့နိုင်ငံတကာနိုင်ငံမှာသူမဟာသူမရဲ့အလှနဲ့စိတ်ဓာတ်ခွန်အားကြောင့်ဆိုရှယ်မီဒီယာပေါ်ကမိန်ကလေးထောင်ပေါင်းများစွာကိုလှုံ့ဆော်ပေးလျက်ရှိနေပါတယ်။ဒီလှပတဲ့မော်ဒယ်ကသူမရဲ့ဓာတ်ပုံတွေမှာစိတ်ဓာတ်တက်ကြွစေတဲ့ကိုးကားချက်တွေကိုမကြာခဏထည့်သွင်းလျက်ရှိပါတယ်။သူမရဲ့ဆောင်မိုးတစ်ခုကတော့ဘဝကကျမတို့ကိုအကောင်းဆုံးဖြစ်ဖို့တောင်းဆိုတာမဟုတ်ဘူး။ကိုယ့်ရဲ့အကောင်းဆုံးကိုပေးဆက်ဖို့ပဲတောင်းဆိုတာပါဆိုပဲဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာအသုံးပြုသူတွေကဝိုင်းတိုမဲလိုရဲ့အလှကိုချီးကျူးကြပြီးဒါဟာဘုရားသခင်ရဲ့အမှုပညာတစ်ခုပဲလို့တောင်မှမှတ်ချက်ပေးကြပါတယ်။ဝိုင်းတိုမဲလိုကသူမကိုအားပေးသူအားလုံးကိုကျေးဇူးတင်ကြောင်းဖော်ပြခဲ့ပါသေးတယ်။နံပါတ်1အမောင်တူရဲ့ဘရင်မှာ Queen of the Duck Nia King Gawash Nia King Gawash ကဆူဒန်ကမော်ဒယ်တဦးဖြစ်ပြီးသူမရဲ့ပြင်းထန်စွာမဲနက်တဲ့အသားအရောင်ကြောင့်ထင်ရှားကျော်ကြပါတယ်။သူမဟာသူမရဲ့အလားအရေးအချင်းတွေအပြင်အသားအရောင်ကြောင့်လည်းထင်ရှားပါတယ်။ နီယာကင်ရဲ့စိတ်တခွန်အားရှိမှဘယ်အလှဆန်နှုံးနဲ့အတားအဆီးမှယက်တီနိုင်ခြင်းမရှိပါဘူးလို့သူမကဆိုပါတယ်။သူမရဲ့အသားအရောင်ကိုဘယ်နေရာမှမဆိုသတိထားမိကြပြီးသူမကလည်းထိုအသားအရောင်ပိုင်ဆိုင်ထားတာကိုဂုဏ်ယူနေပါတယ်။တခါတုန်းကသူမကဥပါရင်မောင်းတဦးနဲ့ကြုံခဲ့ရကစိတ်ဝင်စားစရာအခြေအနေတစ်ခုကိုအင်တာနက်မှာမျှဝေခဲ့ပါတယ်။အဲ့ဒီလူကသူမကိုဒေါ်လာတစ်သောင်းနဲ့သူမရဲ့အသားအရေကိုဖြူအောင်လုပ်မလားလို့မေးခဲ့ပါတယ်။ ဒီအဆိုပြုချက်ကိုတော့မော်ဒယ်ကဟီမော့က"သူမဟာဘယ်တော့မှအဲ့ဒီလိုလုံးဝမဟုတ်ဘူး"လို့ပြောခဲ့ပြီး"သူမရဲ့အသားအရေကိုကောင်းချီးတစ်ခုအဖြစ်သတ်မှတ်ပါတယ်။သူမကလူမဲဆိုတာတက်တီပဲ၊လူမဲဆိုတာလှပတယ်၊လူမဲဆိုတာရွှေပဲ။အရာဟာကျမကိုစားပြုတဲ့စစ်တီတော်တမျိုးသားလုံးပါပဲ"ဆိုပြီးတော့ပြန်လည်ပြောဆိုခဲ့ပါတယ်။ကဲပြည်သက်တို့ရေဒီဗီဒီယိုမှာတော့အခြားဘယ်မော်ဒယ်တွေနဲ့မှမတူဘဲတမူထူးခြားပြီးလှပတဲ့မော်ဒယ်တွေအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တို့ရောဘယ်မော်ဒယ်ကအလှဆုံးလို့ထင်ပါသလဲ။ comment မှာရေးပြခဲ့ကြပါအောင်နော်။အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာ။